ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ချမ်းအိမ်မောင်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ဆက်လက်ပြီးအတူတူလေ့လာမယ့်သင်ခန်းစာရဲ့ခေါင်းစဉ်က into ဖြစ်ပါတယ် into ဆိုတာကတော့ကျွန်တော်တို့တွေချစ်ခင်တဲ့တနာတဲ့ဂယုဏတက်တဲ့အကြောင်းအရာကိုပြောတာပေါ့နော်ဟိုနေ့ကကျွန်တော်ဒီမေကိုတစ်မျိုးမေးထားတယ်ခွန်ရိုင်း into လမ်းမပေါ့နော်ဒီအဖွားကသူ့ရဲ့မိလေးတွေကိုအယမ်းပဲချစ်ခင်တယ်လို့ ပြောတယ်ပေါ့နော်အဲ့တော့အဲ့ဒီထဲမှာ comment ရေးထားတာကျွန်တော်တွေးလိုက်တယ်ဒါပေမဲ့လို့ပြန်ရှာတဲ့အခါမှာအဲ့ဒါကိုမတွေးတော့ဘူးဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မြင်လိုက်တယ်ပေါ့နော် into ဆိုတဲ့အကြောင်းကိုရှင်းပြပေးပါလို့ရေးထားတွေးလို့ into ဆိုတာကတော့ကျွန်တော်တို့ဒီတနာတာနဲ့ဒီချစ်ခင်တာနဲ့ကြားထဲမှာရောရှက်နေတဲ့စကားလုံးလေးပေါ့နော်ဂယုနာတက်တဲ့ပုံစံမျိုးလေးပေါ့တနာလဲတနာရတယ်ချစ်လဲချစ်တယ်ပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုးမှလဲဆိုလို့ရင်ကျွန်တော်တို့ဒီမှာကြောင်လေးကိုကျွန်တော်ပြထားတယ်ဒီ တချို့နေရာမှာအဲ့လိုတလေးဆန်လေးတွေကျွန်တော်တို့တွေ့တဲ့အချိန်မှာတလေးဆန်လေးတနာဝူလေးကောင်းဆိုလို့ခြေလဲခြေဖို့ကောင်းတယ်သူ့ရဲ့အပြုတ်အမူလေးอ่ะပေါ့เนาะအဲ့ဒါမျိုးလေးဆိုရင်ကျွန်တော်တို့က into နဲ့တုံးလို့ရတယ်ပေါ့เนาะနောက်တစ်ခုကဒီ into ကိုဘယ်လိုတုံးလဲဆိုလို့ရှိရင်ကျွန်တော်တို့ထက်ငယ်တဲ့လူ ဒီအကူညီလိုတဲ့လူပေါ့နော်အဲ့လိုမျိုးပေါ့နော်တနာစေပွဲဖြစ်နေတဲ့အကြောင်းအရာမျိုးလေးကိုအင်ဒူနဲ့တုံးပြီးတော့ပြောလို့ရတယ်ဒီနေရာမှာကျွန်တော်တို့မှတ်ထားမှာကထိုင်းစကားပြောနေလို့ကျွန်တော်တို့ကြားလိုက်လို့အင်ဒူစာကြားလို့ရှိရင်ဒါတနာတာလည်းပြောဆိုလို့ချစ်တယ်လို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့ဒီနှစ်ခုရဲ့ကြားထဲမှာပေါ့နော်ယူနာတတ်တဲ့ပုံစံလေးပေါ့နော် ဟုတ်ပြီကျွန်တော်တို့အတူတူလေ့လာမယ်ခုနေ့ကကျွန်တော်မေးထားတဲ့မေးခွန်းမှာဆိုလို့ရှိရင်မတ္တရာတူအားစကော့မဲကွန်မှာပနှလုံးပါလေအဲ့ဒီဟောကြားထဲမှာလို့မေးရယ်နော် အဲ့ဒီကာကကျွန်တော်တို့တွေပြချာချောနဲ့ပြီးတော့ကံကွန်ဖြစ်တဲ့ဝေါ်ဝဲလော်လိန်တက်ထားတဲ့စကလုံးနှလုံးဖြစ်ပါတယ်အဲ့ဒါကမဲကွန်မှာပါတဲ့စကလုံးနှလုံးပေါ့နော်ဖြည့်ဆိုးထားတာလေးတွေမှန်ပါတယ်ဟုတ်ပြီဒီကနေ့တော့ကျွန်တော်တို့အင်တူကိုဆက်လက်လေ့လာမယ်ဒီကြောင်ကလေးရဲ့မျက်နှာကိုကြည့်လိုက်ပါအောင်တဲ့တနာစရာကလေးပဲဒါကတော့ကျွန်တော်တို့အဓိကဆိုလိုချင်တာက indo ကိုကျွန်တော်တို့ လေ့လာခြင်းလို့ဒီရှေ့အစကားလေးတွေကိုကျွန်တော်တို့ပြောပြီးတော့လေ့လာခြင်းဖြစ်တယ်ဒူနာလူမဲစီနာအင်ဒူဂျန်ဒူနာဆိုတာကဒီမျက်နှာကိုကြည့်တယ်ဒူတစ်လုံးနဲ့ဆိုရင်ကြည့်တယ်နာဆိုတာမျက်နှာဒူနာမျက်နှာကိုကြည့်လိုက်အောင်ပေါ့နော်ဘယ်မျက်နှာကိုကြည့်ရမှာလဲ လူမဲဆိုတဲ့ကြောင်ကလေးရဲ့မျက်နှာကိုကြည့်ရမှာကြောင်ကလေးရဲ့မျက်နှာကိုကြည့်ရကြည့်လိုက်စမ်းမှာအောင်ဆိုနောက်က C ဆိုတဲ့တလုံးလေးပါတယ် C ဆိုတာကြောင်ကလေးရဲ့မျက်နှာကိုကြည့်လိုက်စမ်းမှာအောင်ပေါ့နော်ပြောလိုက်တာတယောက်ယောက်ကနအင်ဒူကြောင်တနာစရာကောင်းလိုက်တာချစ်စရာကောင်းလိုက်တာပေါ့နော်တနာစရာလေးကောင်းလိုက်တာပေါ့နော် ဒီကြောင်လေးအပြူမူလေးဥပမာကျွန်တော်တို့သဘောတကူကဒီကြောင်လေးကနို့စာနေတာဖြစ်ကောင်းဖြစ်နိုင်မှာပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ကမြင်လိုက်တဲ့အချိန်မှာဟာနာအင်ဒူကြောင်တနာစရာလေးချစ်စရာလေးပေါ့နော်အဲ့လိုပြောခြင်းတဲ့သဘောပေါ့ဟုတ်ပြီဒူနာလူမဲစီနာအင်ဒူကြောင်ဒီနေရာမှာမှတ်ထားလို့ရပြီဒူနာဆိုမျက်နှာကြည့်တယ်ဒူဆိုရင်ကြည့်တယ်လူမဲဆိုတာကြောင်ပေါက်ကလေးကြောင်သားလေးတွေပြောတာပေါ့နော် နာအင်ဒူချန်တနာစရာကောင်းလိုက်တာอืมဟုတ်ပြီเนาะကျွန်တော်တို့စကားလုံးရင်ရပြီနောက်ထပ်ဝါကြတွေဆက်သွားမယ်နောက်ထပ်ဝါကြကတော့ကျမဒီကလေးတွေကိုတနာရတယ်ပေါ့เนาะချစ်ခင်တယ်တနာရတယ်ကြားထဲမှာရောရှက်နေတဲ့စကားလုံးလေးပေါ့เนาะဒီမှာကောင်းမလေးကဒီကလေးလေးလို့ကြည့်ပြီးတော့တနာရတယ်ဥပမာဒီကလေးလေးတွေက ဒီမုံမစားလို့ဒီငိုတွေတာဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့เนาะအဲ့လိုမျိုးခြင်းလေးမှာဒီ main ကလေးကတွေ့ပြီးအာဒီကလေးလေးတနာလိုက်တာပေါ့เนาะခြေလေးခြေတဲ့ကလေးလေးညာခြေဆရာလဲကောင်းတယ်တနာဆရာလဲကောင်းတယ်အဲ့လိုမျိုးပေါ့เนาะ into လို့သုံးတယ် chan into de konima ကျမကဒီကလေးလေးတွေကိုချစ်တယ်ပေါ့เนาะဒီကလေးလေးကိုအယမ်းမဲ့ချစ်တယ်တနာတယ်เนาะခွန်နီးပါလာတဲ့အခါကျတော့ဒီထဲကကလေးလေးထဲမှာဒီ ကလေးဒီမွေးကင်းစကလေးလဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့ဒီကျွန်တော်တို့ပြောတဲ့စကားပုံမူတီးပြီးတော့ဒါအတိတ်ပဲသွားရတယ်ပေါ့နော်ချန်ငါကျမအင်ဒူတနာတယ်ချစ်ခင်တယ်ဂယုနာတက်တယ်ဒက်ဆိုတာကလေးကိုပြောတာခွန်ဆိုတာလူကိုပြောတာနီးမဒီစကားလုံးကဆက်သွားတယ်ခွန်နီးမဆိုဒီလူကိုအယမ်းမဲပေါ့နော်ဒီလူကိုချန်အင်ဒူဒက်ခွန်နီးမဒီနေရာမှာကျွန်တော်တို့ ဟုတ်တော့ကျွန်တော်လေ့လာခဲ့တဲ့ဒီထိုင်းစကားဝါကြတွေကိုလေ့လာဖို့တဲ့လို့ဆိုလို့ရှိရင်ကျွန်တော်ဒီနေ့မှာမှတ်မိအောင်ပြန်ပြောမယ်ဟေးဆိုလို့ရှိရင်ဒီကောင်မလေးကဒီကလေးလေးတွေကို ဒီတနာတွေလို့ပြောတဲ့အချိန်မှာနီးဆိုတလုံးပါလာတယ်နီးဆိုတာကဒီအထိုးပြူထားပါတော့ဘဲခလေးလဲဆိုတာကိုပြောချင်လို့ပေါ့နော်ဒီခလေးလေးခလေးတွေအများကြီးတဲ့မှာမှာဒီအနီရောင်ခလေးလေးလဲဖြစ်ကောင်းဖြစ်နိုင်တယ်လို့အပြာရောင်ခလေးလေးလဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီသဘောလေးပေါ့နော်ဒါကတော့ကျွန်တော်တို့စဉ်းစားရအောင်ပြောပြခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေဒီဝါကြလေးကိုတော့ကျွန်တော်တို့ရေးကြည့်ပြီးတော့စာလုံးပေါင်းလေ့ကျင့်မယ်ချန်ချောအနော်ချန် r e n n d o u d o n d o n e d o e g o d e c o n c o o n o c o n n o i n i m a i t o n i m o a g o m a k ฉัน endu เด็กคนนี้มาจะมาดีคลีเดียวตนาเดชิคเนลูปยราพิบาร์ ဟုတ်ပြီအဲ့တော့ဒီသင်ခန်းစာကိုကျွန်တော်တို့ဒီကိုလေ့လာပြီးပြီဆိုရင်ကျွန်တော်မေကွန်းတစ်မျိုးမေးမယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီဝါကြစာကြောင်းထဲမှာ chan into တဲ့ခွန်နီမဆိုပြီးတော့ရေးထားတယ်ထဲထဲမှာကျွန်တော်ဟုတ်တော့ကတင်ထားခဲ့တယ်ဒီသင်ခန်းစာတွေထဲမှာပြောထားဘူးတယ်ပေါ့နော်မေကောကာဆိုတဲ့အကြောင်းကိုပြောထားတယ်မေကောကာ ਨੇ မဲကောကာပါတယ်ပေါ့နော်မဲကောကာပါတယ်စကလုံးဘနှလုံးရှိလဲလို့မိမှာဖြစ်ပါတယ်အားလုံးပဲဖြည့်ဆို့နိုင်မယ်လို့မျှော်လင့်ပါတယ်နော်မဲကောကာလို့ခေါ်ပါတယ်နော်ဟုတ်ပြီအားလုံးပဲဖြည့်ဆို့နိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ขอบคุณครับ